တူတာဆောင်လင်ဗုဒ္ဓဝင်ပြိုင်ပွဲမှာဆုရခဲ့တာကြောင့်အော်လုံးစီမဲဆုတွေကိုအပူရရှိသွားခဲ့တဲ့ဣချဖြူပရိသမားအလုံးမဲမင်္ဂလာပေါင်းဘင်းတော် page လေးကနေကြိုဆိုလိုက်ပါတယ်ဣချဖြူဆိုတဲ့မင်္ဂလေးကလက်ရှိမှာတော့ social media တခွင်ချီကျူးမှုတွေကိုရရှိနေတဲ့ကိုရန်ចောင်းသူလေးပဲဖြစ်ပါတယ်တနိုင်ငံလုံးကချီကျူးရလောက်လဲဣချဖြူကရေချင်းနေပြည်နေသူဖြစ်ပါတယ်အသက်၅နှစ်အရွယ်သာရှိသေးပြီးဖြေဆိုဖို့ခက်ခဲတဲ့တူတာဆောင်လင်ဗုဒ္ဓဝင်ပြိုင်ပွဲမှာအလဲတန်းအဆင့်တနိုင်ငံလုံးပထမဆုကိုရသွားခဲ့သူဖြစ်ပြီးဘာသာတရားအဆုံးအမတွေကိုလေးလာလိုက်စားရင်းကနေဒီ ုကိုရောက်သွားခဲ့တာပါ။အီတာဖြူတို့ရဲ့မိသားစုကစီးပွားရေးအဆင်မပြေတာကြောင့်အိမ်မှာလျှက်ဆက်မိတော်မဆင်နိုင်ခဲ့ပါဘူး။ဒါကြောင့်နေဘက်မှာပဲစာချစ်ပြီးတော့ပညာကိုစ조사တင်ယူခဲ့ရပါတယ်။ဆရာဝန်ဖြစ်ချင်းပြင်မဲ့လေမိဘတွေကငွေချေးမတတ်နိုင်တာကြောင့်ပညာရေးအတွက်ငွေအထောက်ပံ့ရအောင်တူတာဆောင်တဲ့ဗုဒ္ဓဝင်ပြိုင်ပွဲကိုဝင်ပြိုင်ပြီးပထမအဆင့်စုကိုရောက်သွားခဲ့တာပါ။ပထမအဆင့်စုကိုရသွားခဲ့တာကြောင့်အစ်ချာဖြူကငွေသိန်း280ကျော်အပြင်ဗုဒ္ဓဂါယကိုဖျားဖူးသွားခွင့်ကိုရရှိခဲ့သေးတာပါ ဒါရီမကသေးပဲတက္ကသိုလ်ပြီးတဲ့အထိထောက်ပံ့ပေးမဲ့ပညာသင်ဆုကိုပါရသွားခဲ့တာကြောင့်သူရဲ့ပညာရဲ့အတွက်တော့ပူပန်စရာမလိုတော့ပါဘူး။ဒီဆုဟာသူရဲ့ဘဝကိုတစ်စစ်ချောပြောင်းလဲသွားစေပြီးဒီလိုတော်တဲ့ကလေးမျိုးကိုလည်းပို့ပြီးတော့ထောက်ပံ့ပေးတဲ့ကြောင်းသတိပြုမိလာစေပါတယ်။ ဣချဖြူအားစုစုပေါင်း3ပေါင်း280ကျော်ရတဲ့အပြင်ချားလူရှင်တွေကလည်းလှူဒန်းပေးကြတာကြောင့်3ပေါင်း300ကျော်ရသွားခဲ့တာပေါ့။ဆိုရခဲ့တဲ့အထက်ကနေစားပေးတင်ကြားပေးတဲ့ဖုံဖုံကို390ကိုပြန်လည်လှူဒန်းလိုက်ပါတယ်။ဣချဖြူကအဲ့ဒီအကြောင်းမှပဲပရိုက်တာဓမ္မဆရာမလေးအဖြစ်ဆက်လက်လောက်ကင်သွားမှာပေါ့။ဣချဖြူတို့မိသားစုကအဆင်မပြေပြင်မဲ့လည်းဉာဏ်ပညာကိုအသုံးချနိုင်တာကြောင့်ဒီလောက်များပြားတဲ့စုငွေတွေကိုရလာခဲ့တာဖြစ်ပါတယ်။အခုတော့ပြန်ပွဲမှာဆိုရလာတာကြောင့်အိမ်မှာဘက်ထရီမီးကိုလည်းဆင်နိုင်သွားပြီဖြစ်ကောင်းမိဘတွေကိုလည်း300ခန်းကဏ္ဍ 很多保兵。 ပညာသင်စုကိုလည်းရသွားခဲ့တာကြောင့်တက္ကသိုလ်တက်ဖို့လည်းမပူပင်ရတော့ပါဘူးတုဒ္ဒဆောင်ရင်ဗုဒ္ဓဝင်ပြိုင်ပွဲဆိုတာကတော့တနိုင်ငံလုံးကចောင်းသူចောင်းသားတွေလာရောက်ဖြည့်ဆို့ကြတဲ့ပွဲဖြစ်ပြီးဗုဒ္ဓဝင်စာပေတွေကိုမေးမြန်းတာဖြစ်ပါတယ်ခက်ခဲတာကြောင့်ပထမအဆင့်မှတင်ပြုတ်သွားသူတွေကလည်းမနှဲပါဘူးဘာသာရေးကိုလူငယ်တွေစိတ်ဝင်စားမှုအားနည်းနေတဲ့အချိန်မှာဒီလိုပြိုင်ပွဲမျိုးကိုကျင်းပပေးလာခဲ့တာ၁၂နှစ်ရှိပါပြီအစ်ကြဖြူဟာရန်ကုန်တိုင်းဒေသကြီးကိုစားဖြူပထမ်းမြက်ဂုံသာသနာဘိမှန်စာဖြည့်ဌာနဗုဒ္ဓမာမကယဉ်ကျေးမှုသင်တန်းဌာနကနေလာရောက်ဖြည့်ဆို့ ခဲ့တာပေါ့အေချာဖြူဟာဒီစုကိုလွယ်လွယ်လေးနဲ့ရလာခဲ့တာမဟုတ်ဘဲအချိန်ကြာကြာလေးလာထားခဲ့ရတာဖြစ်ပါတယ်မိခွန်းနေကလွယ်မလွယ်လုံးနဲ့ခက်ပြီးစက္ကန့်30အတွင်းမှာမှတ်ကောင်ဖြေဆိုရတာပေါ့သိန်း120တန်းမိခွန်းကိုအေချာဖြူကဖြေဆိုပူဆော်နိုင်ခဲ့တဲ့အပြင်အခြားသောမိခွန်းနေကိုလည်းဖြေဆိုနိုင်ခဲ့တာပေါ့ဖုံဖုံကတေချာတင်ကြားပေးခဲ့ပြီးပထမဆုံးလိုချင်တယ်လို့ပြောခဲ့တာကိုရအောင်လုပ်ပေးနိုင်ခဲ့တာပေါ့အစ်ချာဖြူဟာစုငွေတွေကိုထထိုက်တန်တန်ရသွားခဲ့တာကြောင့်အခြားသောလူငယ်တွေလည်းဘာသာရေးကိုလိလလိုက်စားခြင်းစိတ်တွေဖြစ်လာခဲ့ပါတယ်။အစ်ချာဖြူဟာတနခါလေး းကိုလိမ့်ပြီးအဖြူရဲရိုးရိုးသားသားလေးဖြစ်တဲ့အပြင်ဘာသာရေးကိုလည်းဂိုင်းဆိုင်သူတယောက်ပေါ့မိဘတွေကငွေကြေးမပြည့်စုံတာကိုလည်းအခက်ခဲတစ်ခုလို့မမြင်ပေကိုလန်းကိုဖောက်ပြီးအောင်မြင်လာခဲ့သူဖြစ်ပါတယ်။စုငွေတွေကိုထထိုက်တန်တန်ရသွားလို့အားလုံးကဝမ်းသာကြပြီးမိဘတွေကတော့မွေးရကြောနဲ့တဲ့သမီးလေးဖြစ်လာခဲ့တာပေါ့။အစ်ချာဖြစ်လို့ဘာသာရေးဂိုင်းဆိုင်ပြီးဉာဏ်ပညာထက်မြတ်တဲ့မိန်းကလေးလေးမြမြောက်ပေါ်ထွက်လာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။